ားလုံးပဲမင်္ဂလာပါရှင် online japan and language center ogn si မှာဇာတ်လမ်းခံပါတင်ဖြစ်ပါတယ်ဒီ video file ကတော့ចောင်းသားចောင်းသူများကို n4 level ရဲ့အခန်း39 mini math ဆိုတဲ့မိမဲ့ video file လေးပဲဖြစ်ပါတယ်အဲ့တော့ဆက်စမ်းလို့တူတူလေ့လာကြည့်အောင်နော်အော် ichiban me ichiban me ကじゃဆက်စမ်းလို့ခုတာ ms ဖြေကြားသည်ဖြေဆိုသည်ပေါ့နော်ခုတာ ms ဖြေဆိုသည်ခုတာ ms ဖြေဆိုသည် ရှိစမနီ ခိုတာယမ ဆိုရင်မေကွန်းကိုဖြေဆိုသည်ရှစ်ဆုမောနီခိုတာရမန်မေကွန်းကို ဖြေဆိုသည်နိဗ္ဗာန်ကတာဝလဲမတ်ပြိုကြသည်လဲကြသည်ပေါ့နော်တာဝလဲမတ်ပြိုကြသည်တာဝလဲမတ်ပြိုကြသည်ဘီတူကတာဝလဲမတ်အဆောင်က ပြိုကြသည်ဘီတူကတာဝလဲမတ်အဆောင်ကပြိုကြသည်သိုရီမတ်ဖြတ်တန်းသည်သိုရီမတ်ဖြတ်တန်းသည်မိချီအိုသိုရီမတ် လန်းကိုဖြတ်တန်းသည်မိချီအိုသိုရီမန်မိလန်းကိုဖြတ်တန်းသည်ရှီနီမန်ဒေဒီရှီနီမန်ဒေဒီဘီခူရီရှီမန်အာအဒင်းသည်အထိတ်တလန့်ဖြစ်သည်ဘီခူရီရှီမန်အာအဒင်းသည်ဘီခူရီရှီမန်အာအဒင်းသည်ကာခရီရှိမန်စိတ်ပြက်သည်စိတ်တကြသည်ကာခရီရှိမန်စိတ်ပြက်သည် စိတ်တကြသည်ကာခရီရှိမန်စိတ်ပြက်သည် စိတ်တကြသည်အန်ရှင်းရှိမန်စိတ်အေးသည် စိတ်ချသည် အန်ရှင်းရှိမှစိတ်ရည်သည်စိတ်ချသည်အန်ရှင်းရှိမှစိတ်ရည်သည်စိတ်ချသည်နော်ခံကာရှိမှရံဖြစ်သည်ညင်ခုံသည်ရှေ့မှာတော့လည်းကြက်ခဲ့ပြီးသားနော်ခံကာရှိမှရံဖြစ်သည်ညင်ခုံသည်ခံကာရှိမှရံဖြစ်သည်ညင်ခုံသည်လီခွန်းရှိမှကွာရှင်းပြဆဲသည်လီခွန်းရှိမှကွာရှင်းပြဆဲသည်လီခွန်းရှိမှကွာရှင်းပြဆဲသည်ဖူတိုရီမှဝသည်ဖူတိုရီမှဝသည်ဖူတိုရီမှဝသည် နောက်ကရာဆဲမတ်ပိန်ဒီရာဆဲမတ်ပိန်ဒီရာဆဲမတ်ပိန်ဒီဖူကူဇာဆွန်နာရှုပ်တွေးတော့ဖူကူဇာဆွန်နာရှုပ်တွေးတော့ဖူကူဇာဆွန်နာရှုပ်တွေးတော့ဂျာမနာအနှောက်ရှက်ဖြစ်တော့ဂျာမနာအနှောက်ရှက်ဖြစ်တော့ဂျာမနာအနှောက်ရှက်ဖြစ်တော့ခတ္တယီမာတော့ခတ္တယီမာတော့ယဝရခာယီပျော်ပြောင်းတော့ယဝရခာယီပျော်ပြောင်းတော့ ခိတာနိုင်ညစ်ပေတော့ညစ်ပတ်တော့ခိတာနိုင်ညစ်ပတ်တော့ခိတာနိုင်ညစ်ပတ်တော့ဥလဲရှိပျော်ရွှင်တော့ဥလဲရှိပျော်ရွှင်တော့ဥလဲရှိပျော်ရွှင်တော့ခန္ဓာရှိဝမ်းနေတော့ခန္ဓာရှိဝမ်းနေတော့ခန္ဓာရှိဝမ်းနေတော့ဟာစုကရှိရှက်တော့ဟာစုကရှိရှက်တော့ဟာစုကရှိရှက်တော့ရှူလျှော့ဝင်းကြီးကျုံရှူလျှော့ဝင်းကြီးကျုံရှူလျှော့ဝင်းကြီးကျုံကြည်ရှင်းငလျင်ကြည်ရှင်းငလျင် ကြည်ရှင်းငလျင်ဆူနာမီ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 ပြန်လည်လိုက်ပါတော့တိုင်ဖူတိုင်ဖုန်မုံတိုင်းတိုင်ဖူတိုင်ဖုန်မုံတိုင်းတိုင်ဖူတိုင်ဖုန်မုံတိုင်းခမီနာရီမိုဂျိုခမီနာရီမိုဂျိုခါကြီးမီလာမှုခါကြီးမီလာမှုဂျီကိုမတော်တဆမှုအက်ဆီဒန်ဂျီကိုမတော်တဆမှုအက်ဆီဒန်ဟိုက်ကင်းကုခြေချင်းခရီးထွက်ခြင်း hiking ကိုခြေချင်းခရီးထွက်ခြင်းတောက်တက်ခြင်းပေါ့နော် hiking လုပ်တယ်ပေါ့ hiking ကိုခြေချင်းခရီးထွက်ခြင်း hiking ကိုခြေချင်းခရီးထွက်ခြင်းနောက်တစ်ခုကကျတော့ဆန်စတိုအိုမီယာဤမိတ်ဆက်ပြီးတော့အိမ်အောင်တဲ့ဖြစ်တွေ့ဆုံခြင်းအိုမီယာဤမိတ်ဆက်ပြီးတော့အိမ်အောင်ပဲဖြစ်တွေ့ဆုံခြင်း နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင် Omi Ai ကမိတ်ဆက်ပေးတော့အိမ်နောက်ဘက်ဖြင့်တွေ့ဆုံခြင်းနောက်တစ်ခုက Sosa Sosa ဆိုတော့က operation ပေါ့နော် operation ဆိုတဲ့အဓိပ္ပာယ်နော်စိုးစားအိုရှိမန်းဆိုရင်လှုပ်ဆောင်သည်စိုးစားအိုရှိမန်းဆိုရင်လှုပ်ဆောင်သည်စိုးစားအိုရှိမန်းဆိုရင်လှုပ်ဆောင်သည်ဟောဆိုလို့ရှိရင်ကဟိုမှာစက်ပစ္စည်းတွေကိုဟိုမှာဆက်နှိုးကြည့်မယ်အမျိုးမျိုးစက်ပစ္စည်းတွေကိုဟိုမှာစက်ပစ္စည်းရဲ့သူရဲ့ setting တွေကိုစမ်းသပ်ကြည့်မယ်ပေါ့စိုးစားလုပ်ကြည့်မယ်ပေါ့အဲ့လိုအဓိပ္ပာယ်နော် စိုးစားဆိုရင်လှုပ်ဆောင်ပြီးစိုးစားစိုးစားဆိုရင်ပေါ့နော်လှုပ်ဆောင်ခြင်းလှုပ်စိုးစားကိုရှိမှဆိုရင်ဘယ်လိုလှုပ်ဆောင်နေပေါ့နော်နောက်တစ်ခုကခိုင်းကျော်ခမ်းမခမ်းမခိုင်းကျော်ခမ်းမကိုပြောတာခိုင်းကျော်ခမ်းမပွေးကျင်းပါတဲ့နေရာပေါ့နော်နောက်တစ်ခုကဒိုင်ဆိုတာကဥမာဂါစုဒိုင်တို့ဒန်ခီဒိုင်တို့ဒန်ဒိုင်ဆိုတာကဥမာရေဘိုးတို့မီဘိုးတို့ပေါ့နော်ဂါစုဒိုင်ဆိုလို့ရှိရင်ဂက်စ်ဘိုး ဒန်းခေတိုင်းဆိုရင်မီဘိုလျှက်စင်မီဂျီမျက်စင်မီဘိုပေါ့နော်ကြာတင်ငွေကိုပြောတာအဲဒိုင်းဆိုတာအခချင်းငွေပေါ့နော်ကြာတင်ငွေကိုပြောတာနောက်တစ်ခုကရဆိုတာကဥမာဟာနာယဆိုရင်ပန်းဆိုင်ဟွန်ယဆိုရင်စာအုပ်ဆိုင်ဆိုင်ဆိုတဲ့အထိပဲနော်ဖူရွန်တိုဆိုတာကအဲဂျိုကောင်တာဖူရွန်တိုအဲဂျိုကောင်ကောင်တာပေါ့နော်ပြောရမယ်ဆိုအဲဂျိုကောင်တာဆိုတဲ့ကောင်တာဖူရွန်တိုကောင်တာဖူရွန်တိုကောင်တာနောက်တစ်ခုကဂေါ်ရှစ် ဂောရှိစုဆိုတာကအခန်းနံပါတ်ကိုပြောတာဂောရှိစုအခန်းနံပါတ်ဂောရှိစုအခန်းနံပါတ်သာဝရုသာဝရုကမျက်နှာတုပ်ပေါ်ဝါတပတ်ကိုပြောတာသာဝရုမျက်နှာတုပ်ပေါ်ဝါတပတ်သာဝရုမျက်နှာတုပ်ပေါ်ဝါတပတ် second စပြာ second စပြာ second စပြာ oz လူအများနော် oz လူအများ oz လူအများလူအများဆိုရတဲ့သူကပါလဲဆိုလို့ရှိရင် ။အိုးစင်းတော့ဟိတူဆိုရင်တော့လူအများပေါ့နော်။ဒါလူများအဲ့များသောဆိုတဲ့အတိပဲ။များသောဖြစ်တော့လူတွေဘာတွေများတာမှာတုံးနေပေါ့နော်။နောက်တစ်ခုကကြတော့ဗာလဲဆိုရင်အိုစကာရီဆာမတ်ဒေစတာဆိုရင်ပင်မန်းသွားပြီနော်လို့ပြောတာ။အိုစကာရီဆာမတ်ဒေစတာဦးမှာအလုပ်တစ်ခုတွေဘာတွေလှုပ်လိုက်လို့အလုပ်တွေဘာတွေလှုပ်လို့ပင်မန်းသွားပြီ။အလုပ်တွေပဲပြီးလို့ကအမှ post card ဆက်မှတ်တယ် star ဆိုပြီးတော့ပြင်မှန်းသွားပြီနော်ဆိုပြီးပြောတာမျိုးပေါ့နော် တို့ကဥခါဂာယီမန်ဆိုရင်လာမယ်ဆိုတဲ့အဓိပ္ပာယ်နော်ဣခိမတ်ဆိုတဲ့ဟာရင်ကျဲတဲ့ဒီနှိမ့်ချပြီးတော့သုံးတဲ့အသုံးနှုန်းပေါ့နော်ဥခါဂာယီမတ်ဆက်ဆက်ရှိအခက်မှာတော့ပြောခဲ့တယ်ဂျပန်ဘာသာစကားမှာဆိုရင်နှိမ့်ချပြီးပြောတာတော့မြင့်တယ်ပြီးပြောတာလို့ရှိရယ်နော်အော်ဥခါဂာယီမတ်ဆိုတာကလာပါမယ်ဆိုတဲ့အဓိပ္ပာယ်လာပါမယ်ပေါ့နော်ဣခိမတ်ဆိုတဲ့ဟာဒီသုံးတဲ့အသုံးနှုန်းပေါ့နော် ညီကြီးတဲ့အတုံးတော့နှိမ့်ချပြီးပြောတဲ့အတုံးတော့ပေါ့နောက်တစ်ခါသူချူးတဲ့သူချူးတဲ့ဆိုတာကလမ်းတဝက်မှာတဝက်တစ်ပြက်မှာဆိုတဲ့အထိပဲနော်သူချူးတဲ့ဆိုရင်တဝက်တစ်ပြက်မှာလမ်းတဝက်မှာဆိုတဲ့အထိပဲထိုရာခုထိုရာခုဆိုတာကကုံတင်ကထိုရာခုကုံတင်ကထိုရာခုကုံတင်ကဘုစုခဲမန်တိုက်ပြီးဘုစုခဲမန်တိုက်ပြီးနော်ဘုရမအဘုစုခဲမဆိုရင်ကားကိုတိုက်တယ်ကိုကတိုက်တာမျိုးဆိုလို့ရှိရင် ဘူဇုခေမန့်စ်ပေါ့နော်ကားကိုတိုက်တယ်ခရမကဘူဇုခါဒီမန့်ဆိုရင်ကားကတိုက်တယ်နော်ကိုကနေပြီးတော့ပြုတ်လို့တာဆိုရင်တော့ဘူဇုခေမန့်တိုက်တယ်ပေါ့နော်ဆိုရအဓိပ္ပာယ်ကိုကမဟုတ်ဘဲနဲ့သူများကလာပြီးတိုက်တာမျိုးပါကားကတိုက်တာမျိုးဆိုရင်တော့ဘူဇုခါဒီမန့်ဆိုရင်ကားကတိုက်တယ်ဆိုရအဓိပ္ပာယ်နော် ကားတိုက်တယ်ကားတိုက်တယ်ဆိုရအဓိပ္ပာယ်ကားတိုက်တယ်ကားတိုးတယ်ပေါ့နော် ကောက်ကိုကတိုက်မိလဲဆိုရင်တော့ဘုဆုခဲမှာနော်နောက်တော့ကဥတုနာလူကြီးအရွယ်ရောက်သူနော်အရွယ်ရောက်သူလူကြီးဥတုနာအရွယ်ရောက်သူလူကြီးဥတုနာအရွယ်ရောက်သူလူကြီးဥတုနာအရွယ်ရောက်သူလူကြီးနောက်တော့ကမာတာနောက်ထပ်ထိုးပြင်းတဖန်နော်မာတာနောက်ထပ်ထိုးပြင်းတဖန်မာတာနောက်ထပ်ထိုးပြင်းတဖန်ယောဖုခုယောဖုခုဆိုတာကအနောက်တိုင်းစတိုင်အဝေးအစားကိုပြောတာနော်ယောဖုခု အနောက်တိုင်းစတိုင်အဝဲစာယောဖုခုအနောက်တိုင်းစတိုင်အဝဲစာဆေယောကရှိမဆိုရင်အနောက်တိုင်းပုံစံပြောင်းနေပေါ့နော်ဆေယောကရှိမဆိုရင်အနောက်တိုင်းပုံစံပြောင်းနေအနောက်တိုင်းစတိုင်ပြောင်းနေပေါ့နော်အာအီမန်ဆိုတာကကိုက်နေရေနော်အာအီမန်ဆိုတာဆန္ဒလို့ရှိမှတွေ့တယ်ဆိုတွေ့ကြုံနေတွေ့ဆုံနေတို့တွေ့သည်တို့ခန်းကြီးမတူဘူးနော်တွေ့ဆုံနေတွေ့သည်ဆိုတဲ့ခန်းကြီးကဒီခန်းကြီးလေးနော်တွေ့ဆုံနေတွေ့သည်ဆိုတဲ့ခန်းကြီးလေးကဒီခန်းကြီးလေး IE master ကတွေ့သည်လို့တွေ့ဆုံသည်လို့ဒီ IE master ကကျတော့စံစဲလို့ဗာလဲဆိုရင်ကိုက်ညီတယ်လို့နော်ကိုက်ညီရဲဆိုတဲ့အိပဲ IE master ကိုက်ညီသည်နောက်တစ်ခုက IMA dewa ဆိုတာက အခုချိန်မှာ အခုယခုအခါမှာဗောနော် ima dewa yaku အချိန်မှာယခုအခါမှာ ima dewa yaku အခါမှာယခုအချိန်မှာ ima ဆိုတာအခုပါအခုမှာ အခုအချိန်မှာအခုအချိန်မှာအခု ခုခါမှာပေါ့နော်အဲ့လိုအဓိပ္ပာယ်နောက်တစ်ခုကဆေဂျင်ရှိခီဆိုတာကဆေဂျင်ရှိခီဆိုတာကအရွယ်ရောက်တဲ့လူတွေကိုပြူတဲ့ပွဲဆေဂျင်ရှိခီဆိုရင်အရွယ်ရောက်တဲ့သူတွေကွန်ပျူတာပွဲဆေဂျင်ရှိခီဆိုရင်အရွယ်ရောက်တဲ့သူတွေကွန်ပျူတာပွဲနောက်တစ်ခုကဒန်တိုတက်ခီနာမီယိုဖလာဖြစ်တော့ဒန်တိုတက်ခီနာဆိုရင်မီယိုဖလာဖြစ်တော့ရိုးရဖြစ်တော့နော်ဒန်တိုတက်ခီနာဆိုရင်မီယိုဖလာဖြစ်တော့ရိုးရဖြစ်တော့ ကဲအားလုံးပြီးသွားပြီပြီးသွားပြီဆိုတော့ဆန်ဆန်တို့တွေပြီးသွားပြီဆိုတော့ဆန်ဆန်တို့ကြည့်ကြမယ်နော်အာဆန်ဆန်တို့မှန်နီးလေးနဲ့မှတ်ကြမယ်ခိုးတာအဲဆိုတော့ဒါဆန်ဆန်တို့ရှေ့ M5 မှာတွေကတင်ခဲ့ပြီးသားနော်ခိုးတာအဲဆိုတာအဖြေခိုးပြီးတော့တိုက်ရဲတယ်ပေါ့အဖြေခိုးပြီးတိုက်ရဲတယ်လို့မှတ်မယ်ခိုးတာရဲဆိုရင်အဖြေခိုးတာရဲမှန်ဆိုရင်ဖြေဆိုသည်နော်ခိုးတာရဲမှန်ဖြေဆိုသည် ဖြည်သည်ပေါ့နော်ရှီဆုမိုနီခိုတာရမယ်ဆိုရင်မေကွန်းကိုဖြည်သည်ဆိုတဲ့အဓိပ္ပာယ်နော်နောက်ကတာအိုလဲမတိုက်ကအိုနေတော့လဲကြတယ်ပြိုကြတယ်လို့မှတ်မယ်တိုက်ကအိုနေတော့လဲကြတယ်ပြိုကြတယ်လို့မှတ်မယ်တာအိုလဲမဆိုရင်လဲကြသည်ပြိုကြသည်ပေါ့နော်နောက်တစ်ခုကသိုးရီမသိုးရီမဆိုတာကသိုးဤဆိုလို့ရှိရင်ဝေးတော့ကဝေးတဲ့နေရာတွေကိုဖြတ်တန်းသွားတယ်လို့မှတ်မယ်နော်ဝေးတဲ့နေရာတွေကိုဖြတ်တန်းသွားတယ်မိချီအိုသိုးရီမဆိုရင် လမ်းကိုဖြတ်တန်းနေဆိုတဲ့ပဲလမ်းလမ်းကိုဖြတ်တန်းနေပေါ့နော်နောက်တစ်ခုကရှီနီမတ်ဆိုတာကတော့သိတယ်နော်ရှီနီမတ်ဆိုလို့ရှင်သိတယ်ဘီခူရီအာဘီခူရီဘီခူရီဆိုတာကဘာလဲဆိုရင်အဲဘီဘီလို့ခေါ်တယ်ဆန်းစတော့ဘာလဲဆိုရင်အဲအာတင်နဲ့အထိတ်တလန်ဖြစ်တယ်ဘီခူတီဆိုတာဘီဆိုတာကဥမာကဒီ DJ တွေဘီတန်တွေအဲ့လိုမျိုးတွေကြားတဲ့အခါမှာ ရင်းနေတုံပြီးတော့ဗာလဲဆိုရင် အာအတင်နဲ့အထိတ်တလန့်ဖြစ်တယ်လို့မှတ်မယ်နော်ဘီခူတီရှိမှဆိုရင်အာအတင်နဲ့အထိတ်တလန့်ဖြစ်တယ်နော်ဘီခူတီဘီခူတီဘီလို့ခေါ်တဲ့ဘီအတန်ပေါ့နော်ဒီအဲဒီဒီဂျေတန်နေဒနုံတိုင်းတိုင်းနေအတန်ကြားတဲ့အခါမှာအာအတင်နဲ့အထိတ်တလန့်ဖြစ်တယ်လို့မှတ်မယ်နော်အရင်တော့ကသူကဟိုမှာပေါ့အော်တကူကူအာအတိအထိတ်တလန့်ဖြစ်ခဲ့ဘူးတာသူရှင်းရှိမယ်ပေါ့နော်အဲ့ဒါအောင်မှာ DJ Dan တို့အဲ့လိုမျိုးတကူကူ ဘီတန်လို့ဒုံလုံးတိုင်းတိုင်းနေကြတဲ့အချိန်မှာလို့ဘီတန်နေဒုံလုံးတိုင်းကြတဲ့အချိန်မှာဘီခူရီရှိမန်ဆိုတာကအန်အားတင်နေအထိတ်တလန့်ဖြစ်တယ်လို့မှတ်မယ်နော်။နောက်တစ်ခုကခါရီရှိမန်ကာကာပြီးတော့ပြောလို့စိတ်ပြက်တယ်စိတ်လိုက်ကြတယ်လို့မှတ်မယ်။ဥပမာဆိုရင်ရှေ့ကနေပြီးတော့ကာကာပြီးတော့ပြောလို့ပေါ့နော်။ကာခါရီရှိမန်ကာကာပြီးတော့ပြောလို့တကယ်တော့ဆန်စရိုးခါလေးကိုတခါတည်းမှာကဆိုပြီးတော့လဲထွက်တယ်လေ။ အဲ့ဒါကြောင့်မလို့ဒါလေးကိုကာကာပြီးတော့ပြောလို့ပေါ့ဥပမာဆိုရင်အဲကိုယ့်ရဲ့သားသမီးကိုဆုံးမတာမှာအမေတွေအဖွားတွေအဖိုးတွေကရှေ့ကနေပြီးတော့ကာကာပြီးတော့ပြောတော့စိတ်ပြက်တယ်စိတ်ထဲကြတယ်လို့မှတ်မယ်နော်ကာကာတိရှိမှဆိုရင်စိတ်ထဲကြတယ်အန်ရှင်းရှိမှဆိုရင်အန်ရှင်းရှိမှဆိုတော့ကဘာလဲဆိုလို့ရှိရင်စိတ်အေးတယ်စိတ်ချတယ်ပေါ့နော်ပြန်အန်လိုက်တဲ့အတွက်ကြောင့်မလို့အရင်တော့ကတော့ကိုကပါလဲဆိုလို့ရှိရင်ဈေး ဈေးမမေးမိပဲနဲ့ဝယ်လိုက်တာပေါ့နော်ဝယ်တဲ့ချိန်မှာအာပစ္စံဒီအရင်ဈေးမကြည့်ပဲနဲ့ကိုပစ္စံပြန်အန်းလို့ကစိတ်အေးသွားတယ်စိတ်ချသွားတယ်လို့မှတ်မယ်နော်ကိုပစ္စံပြန်အန်းလို့စိတ်အေးသွားတယ်စိတ်ချသွားတယ်လို့မှတ်မယ်အန်းရှင်းရှင်းမဆိုတော့ကဘာလဲဆိုရင် စိတ်အေးတာ စိတ်ချတာပေါ့နော်အန်းရှင်းရှင်းမဆိုရင်ဘာလဲဆိုရင်စိတ်အေးတာစိတ်ချတာလို့မှတ်မယ်နော် အန်ရှင်းရှင်းမဲ့ဆိုရင်စိတ်အေးတယ်စိတ်ချတယ်ဗောနော်အဲ့ဆိုရမယ်လို့ထင်တယ်နော်နောက်တစ်ခုဟန်ကာရှင်းမဲ့ဆိုတာတော့ဆန်တို့ရှိအခန်းမှာကြက်ခဲ့ပြီးသားနောက်တစ်ခုကဖခုံးရှင်းမဲ့ဆိုရင်လက်ထက်တယ်လीအော်လီခွန်းရှင်းမဲ့ဆိုတာကကြတော့ဗာလဲဆိုရင်ကွာရှင်းပြတ်စေတယ်ဗောနော်အတန်တော့ကလေးရဆင်းတဲ့အတွက်ကြောင့်ရမယ်လို့ထင်တယ်နော်ကခုံးရှိမကလက်ထက်တယ်လီခွန်းရှိမကကွာရှင်းပြဆဲတယ်เนาะနောက်တော့ဖူတိုးဤဆိုလို့ရှိရင်ဝါတော့ဆိုပြီးတော့ကြက်ခဲ့ပူတာเนาะအဲ့တော့ဖူတိုးလီမတ်ဆိုတာကဝါတာ buff အနေနဲ့ဒိုးရှင်အနေနဲ့တုံးတာပေါ့နော်ဖူတိုးဤဆိုလို့ရင်ဝါတော့ဆိုပြီးတော့ကြက်ခဲ့တယ်ဖူတိုးလီမတ်ဆိုရင်ဝါတယ်ပေါ့နော်ရာဆဲမတ်ဆိုရင်အဲဒီအဲရပြီးတဲ့နောက်မှာအဆဲခံရတယ်ဆိုခံရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စိတ်ညစ်ပြီးတော့ပိန်လာတယ်လို့မှတ်မယ်အရင်တော့ကတော့ तू ကဝါတယ်ကွာဝါတယ်ဒါပေမဲ့ तू လက်ထပ်ပြီးတဲ့နောက်မှာ သူ့ရဲ့အမျိုးသားကသူ့ကိုရပြီးတဲ့နောက်မှာပေါ့နော်အိမ်အောင်ကြပြီးတဲ့အမျိုးသားရပြီးတဲ့နောက်မှာ အစဲခံရတာတို့ဘာလို့ရှိတော့သူက စိတ်ညစ်ပြီးတော့ပိန်လာတယ်ပေါ့နော်ပိန်လာတယ်လို့မှတ်မယ်ရပြီးတဲ့နောက်ပိုင်းမှာအစဲခံရပြီးတော့ပိန်လာတယ်လို့မှတ်မယ်ရဆဲမတ်ဆိုရင်ပိန်နေပေါ့နော်ဟိုကဖူကူဇာဆွန်နာဖူကူဇာဆွန်နာဆိုရင်ရှုပ်ထွေးတော့ဖူကူဇာဆွန်နာဆိုရင်ရှုပ်ထွေးတော့ဖူပေါ့နော်ဖူလို့ခေါ်တဲ့အစားအသောက်တွေစားဖို့အတွက်အခုသွားတာပေါ့နော်လမ်းကရှုပ်ထွေးနေရလို့မှတ်မယ် Google Map ကိုကြည့်ပြီးသွားတာလမ်းကရှုပ်ထွေးနေတယ်လို့မှတ်မယ်နော်။ Fukuza Sona ဆိုရင် ရှုပ်ထွေးတော့ Fukuza Sona ဆိုရင်ရှုပ်ထွေးတော့နောက်တစ်ခုက Jamana ဂျာမာနီနေတယ်အမြဲတမ်းဂျာမာနီပြီးတော့အနှောက်ယှက်ပေးတယ်လို့မှတ်မယ်နော် အမြဲတမ်းဂျာမာနီပြီးတော့ဂျာဝင်ပြီးတော့နှောက်ယှက်တယ်လို့မှတ်မယ်အနှောက်ယှက်ပေးတယ်လို့မှတ်မယ်နော်ဂျာမာနာဆိုရင် အနှောက်ယှက်ဂျာမာနာဆိုရင်အနှောက်ယှက်ခါတာယီဆိုလို့ရှိရင် ခတာအီဆိုလို့ရှင်မာတော့ခတာအီကမာတော့ပါလဲဆိုရင်ခါလဲခါတယ်တအားလဲမာတယ်လို့မှတ်မယ်နော်ခါလဲခါတယ်တအားလဲမာတယ်လို့မှတ်မယ်ခတာအီဆိုရင်မာတော့ရဝရခိုင်ရတယ်ပေါ့ဝါလို့ရတယ်ဆိုတော့ပျော့လို့လို့မှတ်မယ်နော်ရတယ်ဝါလို့ရတယ်ဆိုတော့ကပျော့လို့လို့မှတ်မယ်ရဝရခိုင်ဆိုရင်ပျော့တော့နော်ခီတာနိုင်ဆိုရင် ခီတာ9ဆိုတာကဘာလဲဆိုရင်ညပတ်တော့เนาะခီတာ9ဆိုလို့ရှိရင်ခီတာလို့ခေါ်တယ်မြောက်ဘက်ပေါ့ဒါတော့ကျွန်တော်မြောက်ဘက်တော့မဟုတ်เนาะယင်တော့တော့စမ်းစရူဒီကတည်းကခန်းကြီးကမြောက်ဘက်တော့မဟုတ်စမ်းစရဒီမှာဒါမှတ်နည်းနဲ့မှတ်ပေးတာမြောက်ဘက်မှာ9မရှိဘူးပေါ့เนาะဥမာစပြားတော့ဘာလို့အဲ့လိုမျိုးမြောက်ဘက်အရက်ဒီမှာစပြားတော့ဘာလို့တန့်စင်တဲ့ပစ္စည်းတွေမရှိတော့ညစ်ပတ်တယ်လို့မှတ်မယ်เนาะ ညောက်ဘက်မှာမရှိတဲ့အတွက်ကြောင့်မလို့ညစ်ပတ်တယ်လို့မှတ်မယ်နောက်တစ်ခါဥလေးရှိဆိုရင်ကို့မှာဥလေးတွေအတော်တွေရှိတာကပျော်စရာကောင်းတယ်လို့မှတ်မယ်နော်ဥလေးရှိဆိုရင်ပျော်စရာကောင်းတော့ဥလေးရှိဆိုရင်ပျော်စရာကောင်းတော့နောက်တစ်ခါခါနာရှိကို့မှာခါနာနေတော့ကိုကဝမ်းနေသေးတယ်လို့မှတ်မယ်ဒါမှမဟုတ်ရှင်လည်းခန္ဓာရှိနေလို့ဝမ်းနေရတယ်လို့မှတ်မယ်ကိုမှာဒီရုပ်ခန္ဓာကြီးရှိနေတော့ဥမာတရားအရာဆိုလို့ရှင်ကို့မှာ ရုပ်ခန္ဓာကြီးရှိနေတော့ကိုမဝမ်းနေနေရတယ်ပေါ့ဝမ်းနေနေရတယ်ဝမ်းနေတာတွေဝမ်းတာတွေဖြစ်နေရတယ်ပေါ့နော်အဲ့တော့ခန္ဓာရှိလို့ဝမ်းနေရတယ်လို့မှတ်မယ်ခန္ဓာရှိဆိုရင်ဝမ်းနေတော့ဟာစုကရှိ ဟာစုကရှိဆိုလို့ရှိရင်ရှက်တော့ဟာဟာနေတဲ့အင်ကြီးလေးဟာသွားလို့ပေါ့နော်ကိုကမသိလိုက်ဘူးကွာအင်ကြီးကျဲစီးလေးဘာတွေဟာနေတော့ကိုကရှက်သွားတယ်လို့မှတ်မယ်ဟာစုကရှိဆိုရင် ရှက်တော့ဟာစုကရှိဆိုရင်ရှက်တော့ရှူရှောဆိုတာက ဝင်းကြီးကျော့ ရှူရှောဆိုတာကဗာလဲဆိုရင်ဝင်းကြီးချုပ်ဒါလေးကတော့မှတ်ရခဲ့တဲ့ဆိုတော့ဟောဒီ game အကြောင်းကြားလေးမှတ်ထားမယ်နော်ဂျီရှင်ဂျီရှင်ကဗာလဲဆိုလို့ရင်ဂျီဆိုတာကဗာလဲဆိုလို့ရင်음ဒီမြေကြီးခန်းကြီးကဂျီလို့ထွက်တာဗောနော်ရှင်ဆိုတာကဒါလျှက်စစ် line waste တွေဘာလို့အထိပဲကွာအမြေကြီးထဲမှာရှိတဲ့ line တွေကဗာလဲဆိုလို့ရင်ငလင်းတွေဖြစ်လာတာကွာဂျီရှင်ကြည်ရှင်းဆိုတာကကြည်အချိန်တိုင်းပဲရှင်းနေရတယ်ပေါ့။ဘာတွေကိုလဲဆိုရင်ငလင်းနဲ့ပတ်သက်တာတွေကိုလို့မှတ်မယ်နော်။ အချိန်တိုင်းပဲရှင်းနေရတယ်ငလီနဲ့ပတ်သက်တဲ့အပျက်စီးတွေကိုလို့မှတ်မယ်ကြီးရှင်းကငလီဆူနာမီကတော့သိမယ်လို့ထင်တယ်ဆူနာမီလိုင်းနေလာတယ်ဆူနာမီလိုင်းနေလာတယ်ဆိုတော့နိဆူနာမီဆိုရင်ဆူနာမီပင်လယ်လိုင်းเนาะနောက်တော့ကတိုင်ဖူတိုင်ဖုန်းဆိုပြီးတော့ဆန်စစ်တို့မြန်မာမှာမြန်မာမှာတိုင်ဖုန်းမုန်တိုင်းလာတယ်တိုင်ဖုန်းမုန်တိုင်းဆိုပြီးတော့ပြောရလေအဲ့ဒါကဂျပန်အတန်အတွက်ဆိုရင်တိုင်ဖုန်းမုန်เนาะတိုင်ဖူတိုင်ဖူဆိုရင်တိုင်ဖုန်းမုန်တိုင်းဒါလည်းအတန်အတွက်ကရပြီးသားဆိုတော့ရမယ်လို့ထင်တယ် ခါမီနာတွေခါမီလို့ခေါ်တဲ့စပင်းတွေတောင်မှပဲထောင်လာတယ်ပေါ့ဘာလို့ဆိုရင်မိုးချိုးပြတ်တော့မှမဟုတ်လို့မိုးချိုးကြောက်လို့ပေါ့နော်မိုးချိုးပြတ်တော့မှမဟုတ်လို့ကြောက်ပြီးတော့စပင်းတွေတောင်ထောင်လာတယ်လို့မှတ်မယ်နော်ခါမီနာတွေဆိုရင်မိုးချိုးနောက်တစ်ခါခါကြည့်မီးခန်းကြီးကခါလို့ထွက်တယ်နော်ကိစ္စအရဘာလို့ခန်းကြီးကကြည့်လို့ထွက်တယ်မီးနဲ့ပတ်သက်တဲ့ကိစ္စဆိုတော့မီးလာမှုပေါ့နော်ခါကြည့်ဆိုရင်မီးလာမှုခါကြည့်ဆိုရင်မီးလာမှုជីခိုကတော့ရှေ့မှာလဲကြက်ခပီးသားជីခိုနီအိုင်မတ်တို့ပါတော့လေ နောက်က hiking ကို hiking ကိုဆိုတာကဘာလဲဆိုရင်တဘာဝအလှတွေကိုခန်းစားရင်းနဲ့ခြေချင်းခရီးထွက်တာမျိုးမှာသုံးနေနော် hiking လုပ်တယ်ပေါ့ hiking လုပ်တယ်အင်္ဂလိပ်အသံထွက်ကနေလာတာနောက်ဆုံးက g ဆိုတော့ gu ဖြစ်သွားတာနော်အဲ့ဒါလေးရမယ်လို့ထင်နေနောက်တစ်ခုကကျတော့ o mi i mi ဆိုတာက ကြည်တာကွာ i ဆိုတာကဘာလဲဆိုရင်ကိုက်ညီတာကိုနဲ့ကိုက်ညီမလားမကိုက်ညီဘူးလားဆိုပြီးတွားပြီးတော့ကြည်တာအဲ့ဒါဘာလဲဆိုရင် မိတ်ဆက်ပေးတဲ့အင်တာဘက်နဲ့တွေးဆုံတာပေါ့ o mi i ဟိုမိအာကြီးဆိုတာကမိတ်ဆက်ပေးတယ်အိမ်နောက်ဘက်နဲ့တွေ့ဆုံတာကြည်ကြည်တယ်ပေါ့သွားပြီးတော့ကိုကကြည်ကြည်တယ်ကိုနဲ့ကိုက်ညီလားမကိုက်ညီလားဆိုပြီးတော့ကိုကသွားပြီးကြည်ကြည်တယ်ပေါ့အဲ့ဒါပါလဲဆိုရင်မိတ်ဆက်ပေးတဲ့အိမ်နောက်ဘက်နဲ့တွေ့ဆုံတာကိုအိုမိအာကြီးလို့ခေါ်တယ်နော်စိုးစားဆိုတာက operation ပြတာစိုးစားအိုရှိမှဆိုရင်ပြုလုပ်တယ်လှုပ်ဆောင်နေပေါ့နော်စိုးစားလှုပ်ကြည့်တယ်ပေါ့နောက်တစ်ခုကခိုင်းကြောခိုင်းကြောကဆန္ဒတို့ဒီပွဲတွေဘာတွေမှာလဲတုံးနေတွေးဆောင်နေအနေနဲ့တုံးနေအဲ့ဒီခန်းကြီးလေးနောက်ကကြောဆိုတာက နေရာတွေပါတယ်ခန်းကြီးကွာအဲ့တော့ပွဲကျင်းပါတဲ့နေရာခန်းမာပေါ့နော်နေရာခိုင်းကြောဆိုတာကခန်းမာတို့နေရာတို့နော်နောက်တစ်ခုကဂါစုဒိုင်းတို့ဒန်ခီဒိုင်းတို့အတွေ့အလိုက်လေးမှတ်ထားပေါ့ဒိုင်းဆိုတာက chas နော်အခါကြီးငွေကြီးရတဲ့ငွေကိုပြောတာနော်ဂါစုဒိုင်းဆိုရင် gas pho ဒန်ခီဒိုင်းဆိုရင်လျှက်စစ်ဖို့နော်ရဆိုတာကတော့ဟာနာရတို့ခွန်နောက်တစ်ခုကဗာလဲဆိုရင်ဟွန်းရတို့နော်ရဆိုတာဆိုင်ကိုပြောတာ furundo furundo ဆိုတာတော့အင်္ဂလိပ်တန်တွဲ front ဆိုတာနေလာတာနော် အဲ့တော့ရမယ်တို့ဒီနေ့အင်္ဂလိပ်အတန်းတော့ရလား for on သူဆိုအဲ့ကျောက်ကောင်းတာကောင်းတာကိုပြောတာနော်နောက်တစ်ခုက gosh ဆို gosh ဆိုတာကဥပမာဆိုရင်နံပါတ်ကိုပြောတာဒါမှမဟုတ် ban gosh တို့ပါတော့လီ gosh ဆိုတာနံပါတ် shish ဆိုတာအခန်းဆိုတော့အခန်းနံပါတ်နော် thauru ဆိုတာကအင်္ဂလိပ်အတန်းတော့ရလား t ကဒါ t ကဒ o က o နော်ဒါ o နောက်ဆုံးက l ကဒါတော့ lu ဖြစ်သွားတယ်နော် thauru ဆိုတာမျက်နှာတော့ပေါ့ကတပတ် second second ဆိုတာက မျက်စီထဲဝင်ဆက်တယ်သေချာရေနဲ့မဆေးဘူးဆိုရင် မျက်လုံးတော့ကန်းနိုင်တယ်အဲ့ဒါပါလဲဆိုဆက်ပြလို့မှတ်မယ်နော်ဆက်ခန်းဆိုရင်ဆက်ပြဆက်ခန်းဆက်ပြအိုးစဲကရှေ့မှာလေးကပါပြီးသားနော်အိုးစဲနော်ဟီတိုပါလို့အိုးစဲဆိုရင်အဲများပြလူများပြတော့ပေါ့နော်များသွားဖြစ်တော့လူတွေပါရင်များတာမှာတုံးတယ်နော်ကြဲအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုသွားမယ်အိုစကာရဲဆာမာဒေးစတာအိုစကာရဲဆာမာဒက်စ်တို့အိုစကာရဲဆာမာဒေးစတာဆိုရင် ပင်မန်းသွားပြီနော်လို့ပြောတာနော်စခါတဲ့မတ်ဆိုတာပင်မန်းတာနော်ပင်မန်းသွားပြီနော်လို့ပြောနောက်တစ်ခါဥခကာယီမတ်ဆိုရင်ဦးလေးကအိမ်ကိုလာမယ်ဆိုပြီးတော့ပြောတယ်ပေါ့ဝမ်မလို့ရှင်ဦးလေးအိမ်ကိုလာမယ်ဆိုပြီးတော့ပြောတယ်ဦးလေးအိမ်ကိုလာမယ်ဆိုပြီးပြောတယ်လို့မှတ်မယ်ဥခကာယီမတ်ဆိုတာကလာပါမယ်ဆိုပြီးပြောတာနော်နှိမ့်ချပြီးပြောတယ်အတော့နော်နောက်တစ်ခါတိုချူးတဲ့တိုချူချူးဆိုတာကအလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် စိတ်တို့ပြီးတော့အလဲအလက်မာနေမဲ့လမ်းတဝက်မာနေမဲ့ရက်လိုက်တယ်ပေါ့ပြောရမယ်ဆိုတိုးချူးတဲ့ဆိုရင်လမ်းတဝက်မှာတဝက်တစ်ပြက်မှာဆိုတဲ့အထိပ်ပဲเนาะနောက်ကထိုလာခုဆိုတာအင်္ဂလိပ်အသံတွက်ကနေလာတာတီကကြတော့ထိုအာကကြတော့လနောက်ကခေကကြတော့ခုเนาะထိုလာခုနောက်ကဘူးတွေပလုံးနေနေဆိုတော့ကိုကဘာလဲဆိုရင်ကိုယ်ယူကြရနေဆိုတော့တိုက်မိသွားတယ်လို့မှတ်မယ်เนาะဘူးတွေပလုံးနေနေတဲပြီးလာတယ်လာတဲ့အချိန်မှာ ်ကိုကကားကိုတိုက်မိသွားတယ်လို့မှတ်မယ်ဘူဆုခဲမတ်ဆိုရင်တိုက်မိတယ်ပေါ့နော်တိုက်တယ်ဘူဆုခါဒီမတ်ဆိုရင်တိုက်တယ်အဲ့ဒီတိုက်တာမှာမကိုကတိုက်တာဆိုရင်ဘူဆုခဲမတ်ဆိုပြီးတုံးတယ်သူများကကွာလာပြီးတော့တိုက်တာမျိုးဆိုရင်တော့ဘူဆုခါဒီမတ်ဆိုပြီးတုံးတယ်နော်အဲ့တော့အိုတိုနာရှိဆိုရှိမှတော့ကြက်ခဲ့ပြီးသားနော်အိုတိုနာဆိုတာအရွယ်ရောက်တဲ့သူလူကြီးအိုတိုနာရှိဆိုလူကြီးဆန်တော့ရှီကာရှိဆိုတာကဒါပေမဲ့တို့ရရင်ဒါပေမဲ့ဆိုအဲ့ဒီပဲနော်ရှီကာရှိ မာတာဆိုရင်မာတာခွန်းတို့အနေကရှိမတ်တို့နော်အဲဆိုရင်နောက်တစ်ချိန်တောင်းဆိုပါတယ်ဆိုတဲ့အထိပဲဒါပါလဲဆိုရင်ဥမာဒီစကားပြောတဲ့ဥစ္စာကိုကနားမလဲဘူးပေါ့နားမလဲဘူးဆိုတာသိပြီမကြလို့နောက်တစ်ချိန်ပြောပြပါအောင်အဲ့လိုဟာမျိုးပြောတဲ့အခါမှာမာတာခွန်းတို့ဥမာမနောက်နောက်တစ်ချိန်မာတာခွန်းတို့အနေကရှိမတ်ဆိုပြီးပြောလို့ရတယ်အာနောက်တစ်ချိန်တောင်းဆိုပါတယ်ဆိုပြီးတော့နောက်တစ်ခုကယောဖုခုဆိုတော့သိမှလို့ထင်နော်ယောဖုခုဆိုရင်အနောက်တိုင်းစတိုင်အဝေစာဖုခုဆိုတာကအဝေစာကွာ ယောဆိုတာကဒီအနောက်တိုင်းစတိုင်တွေဘာတွေမှာသုံးတဲ့ခန်းကြီးနော်ယောဖုခုဆိုရင်အနောက်တိုင်းစတိုင်အဝဲအစားယောဆဲယောကရှိမတ်ဆိုရင်အနောက်တိုင်းစတိုင်ပုံစံပြောင်းနေပေါ့နော်အနောက်တိုင်းပုံစံပြောင်းနေဆိုအဲ့ဒီပဲကဆိုတာကပြောင်းလဲတယ်ဆိုတဲ့ခန်းကြီးလေးနော်နောက်တစ်ခုကအာအီမန်ဆိုတာကတွေ့သည်အနေနဲ့သုံးတယ်နောက်တစ်ခန်းကြီးမတူဘူးနော်အတန်ဒီဟီရာကနာကတော့တူတယ်အဲဒီအာလေးကကျတော့ဆန်သလိုဒီအာအီမန်ကကျတော့တွေ့ကြုံတယ်ဒီအာအီမန်ကကျတော့တွေ့သည်လို့တွေ့ဆုံသည်လို့ဒီအခုအာအီမန်ကကျတော့ ကြိုက်ညီသည်ဆိုတဲ့ဟာလေးနော်အီမဒေဝအီမဆိုတာအခုဒေဝဆိုတော့အခုအချိန်မှာအခုအချိန်ဆိုတဲ့အထိပဲနောက်တစ်ခါဆဲဂျင်းဆိုတာကလူနော်ရှီခိဆိုတာပွဲအဲ့တော့ဆဲဂျင်းရှီခိဆိုလို့ရှိရင်အရွယ်ရောက်တဲ့လူတွေကွန်ပျူတာပွဲပေါ့နော်အရွယ်ရောက်တဲ့လူတွေကွန်ပျူတာပွဲနောက်တစ်ခါဒန်တိုတဲ့ခီနာဆိုတာကမီယိုဖလာဖြစ်တော့ဘာလဲဆိုရင်အဲဒလီထုံးနှန်းဆင်လာဖြစ်တော့ဆိုတဲ့အထိပဲနော် ကဲအဲ့ဒါဆိုလို့ရှင်တော့ရမယ်လို့ထင်တယ်နည်းနည်းပဲကြည့်ရမှာ sunset တော်တော်များများကြံကြီးလေးတွေထည့်ပေးထားတော့လीကဲကျောင်းဆောင်ကျောင်းသမီးများအားလုံးစာလေးလာတာအဆင်ပြေကြပါစေနော်